ဒိုင်နိုဆောခေတ်တွေကလွတ်မြောက်လာတဲ့ပင်လယ်နက်ထဲကသက်ရှိနဂါ။ကမ္ဘာဥစ္စာကလေးကဒဏ္ဍာရီတွေထဲမှာနဂါတွေမကောင်းဆိုးဝါးတွေအကြောင်းကြားပူကြမှာပါ။ဒါပေမဲ့တကယ်လို့အဲ့ဒီတတ္တဝါတွေကဒဏ္ဍာရီတွေမှာမဟုတ်ဘဲကျွန်တော်တို့ကမ္ဘာကြီးရဲ့အနက်အရှိုင်းဆုံးအမောင်မိုက်ဆုံးနေရာမှာအခုထိရှင်သန်နေတော့မယ်ဆိုရင်ရောဒီနေ့ကျွန်တော်တို့သွားမယ့်နေရာလေးကတော့နေအောင်ခြေတောင်ဖောက်မဝင်နိုင်တဲ့ပင်လယ်ရေနက်ပိုင်းအဲ့ဒီမှာနှစ်တန်းပေါင်း125တန်းကျော်ကျော်တိုင်းပုံစံမပြောင်းလဲပဲရှင်သန်နေတဲ့တက်ရှိကြောက်ဖြစ်ရုပ်ကျွင်းတကောင်ရှိနေပါလိမ့် သူရဲ့နာမည်ကတော့ Goblin Shark ပါ Goblin Shark ကိုပထမဦးဆုံးမြင်လိုက်ရရင်ဒါကငမန်းတကောင်လိုတော့မှထင်မိမှာမဟုတ်ပါဘူးသူရဲ့ပန်းရောင်တန်းနေတဲ့အရေးပြားအီအီကြီးတွေထူးဆန်းစွာရှည်လျားပြီးခြုံထွက်နေတဲ့နှားရင်ဒင်းငယ်ပြီးအသက်မပါသလိုဖြစ်နေတဲ့မျက်လုံးတွေကတခြားကဘာကလာတဲ့ဂျိုသားတကောင်လိုပါပဲဒါပေမဲ့ဒီထူးဆန်းတဲ့ရုပ်သွင်တိုင်းမှာသူရဲ့ရှင်သန်ရေးအတွက်အရေးကြီးတဲ့လေဝတ်ချက်တွေရှိနေပါလိမ့်သူရဲ့ဓာပြားလိုရှည်လျားနေတဲ့နှားရင်ဟာအလားတက်တက်မဟုတ်ပါဘူးဒါဟာအစင်းမြင့်ဆုံးအာယုန်ခံကရိယာတစ်ခုပါပဲ ဗီလန်နဲ့ရဲ့အမောင်တူတွေမှာတောက်ကောင်ကြီးရဲ့ခန္ဓာကိုယ်ကထုတ်လွတ်တဲ့လျှက်စစ်ဆက်ကွင်းအသေးစားလေးတွေကိုတော့မှဒီနာရန်ကနေအာယုံခံနိုင်ပါလိမ့်။ဒါပေမဲ့အားလုံးကိုအံ့ဩမြင်သက်သွားစေတဲ့သူ့ရဲ့အဓိကလက်နက်ကတော့မေယူတွေပါပဲ။ဂေါဘလင်ရှာတကောင်ဟာတောက်ကောင်နာကိုတိတ်ဆိတ်ချင်းကပ်သွားပြီ။တောက်ကောင်ကအန်နီယေကိုမြင်အောင်မမြင်လိုက်ရခင်ပါပဲ။ခွေခနဲဆိုတဲ့အတန်းနဲ့တူပဲသူ့ရဲ့မေယူတွေကခေါင်းကုန်ထဲကနေလောက်လေးကွာပြစ်တယ်လို့ရှေ့ကိုလျှက်တစ်ပြက်ထွက်လာပြီးတောက်ကောင်ကိုမိပြီးသားဖြစ်သွားပါပြီ။ ဒီ slin shot ကြောကြောင့်မလို့ဘလောက်ပဲမြင်တဲ့ရေနက်ပိုင်းတက်တော်ဖြစ်ဖြစ်သူ့လက်ကနေလို့ဖို့ဆိုတော့မဖြစ်နိုင်တဲ့လောက်ပါပဲသူတို့ဘယ်မှာနေလဲ goblin shot တွေဟာလူသားတွေအလွယ်တကူမရောက်နိုင်တဲ့ပင်လယ်ရေအောက်မီတာတစ်ထောင်ကျော်ဖိအားများပြီးအေးဆပ်မှောင်မိုက်နေတဲ့ abyss လို့ခေါ်တဲ့ net shine လာတဲ့နေရာတွေမှာနေထိုင်ကြပါလိမ့် grey white shot တွေလိုမျိုးလင်းမြန်ဖြက်လက်တဲ့မုတ်ဆိုးတွေမဟုတ်ပါဘူးသူတို့ကပင်လယ်နက်ရဲ့တစ်စီလိုပါပဲဖြည်းဖြည်းချင်းအတန်တဲ့ရေထဲမှာပြန်ဝဲနေရင်အမဲလိုက်ပါလိမ့်သူတို့ရဲ့ပြောဤနေတဲ့ခန္ဓာကိုယ်ဟာ အဲ့လိုဖျားမြင့်တဲ့နေရာမှာရှင်သန်ဖို့အထူးဒီဇိုင်းထုတ်ထားတာပါသူတို့ဟာလူတည်နေတဲ့ရေနက်ပိုင်းပြည်ကြီးငါးရီကနန်းနေငါးရီကိုချောင်းမြောင်းပြီးအမဲလိုက်စားတောက်တဲ့ကြပါလိကျွန်တော်တို့လူသားတွေကသူတို့ကိုတွေးဖို့ဆိုတာရေနက်ပိုင်းငါးဖမ်းပိုက်ထဲမတော်တဆပါလာမှာပဲရှာရှာပါပါမြင်မှုကြရပါလိဒါကြောင့်မလို့သူတို့ရဲ့နေထိုင်ပုံစံအများစုကအခုထိကြိုင်ဗဟေလီတစ်ခုလိုဖြစ်နေတော့မှာပဲ Goblin ရှာရဲ့အံဝန်စရာအကောင်းဆုံးအချက်ကတော့ဒါပါပဲသူဟာအသက်ရှိကြောက်ဖြစ်ရုံကျွင်းတဲ့ကောင်မှာ ဆိုလိုတာကဒူပါဝင်းနိုင်ငံမန်းမျိုးရင်းဟာလွန်ခဲ့တဲ့နှစ်တန်ပေါင်း125တန်းကဘာပေါ်မှာ T-Rex လိုဒိုင်နိုဆောကြီးတွေရှောက်သွားနေတဲ့အချိန်ကလေးကသမုဒ္ဒရာထဲမှာရှိနေခဲ့တာပါမြို့တုံးပြောက်ကွယ်မှုအကြီးကြီးတွေအကြိမ်ကြိမ်ဖြစ်ခဲ့ပေမဲ့သူ့ရဲ့မျိုးရိုးကတော့ပင်လယ်ထဲရဲ့အမောင်တူထဲမှာပုံအောင်ရင်အရာအလုံးကိုကြော့ဖြတ်ပြီးဒီနေ့အထိရှင်သန်နိုင်ခဲ့ပါသည်သူဟာသူ့ရဲ့ရှေးဟောင်းမျိုးနွယ်တစ်ခုလုံးမှာနောက်ဆုံးကျရင်သူတဥရီသောမျိုးဆက်ပါသူကိုကြည့်လိုက်တာဟာတမိုင်းမတင်မီကဘာကြီးစီကိုအချိန်ဆက်နဲ့ပြန်ပြီးတော့ခရီးသွားရင်တိုက်ရိုက်ကြည့်နေရတယ်လို့ပါပဲ။ သူဟာနှစ်သန်းပေါင်းများစွာကမ္ဘာသမိုင်းကိုဖျက်ဆီးပြရတဲ့အသက်ရှိပြရိုက်တစ်ခုပါပဲ။